အောင်လုံးမိုင်းမင်္ဂလာပါဗျာခုတစ်ခါမှတော့ယောက်ျားနဲ့ဖောက်ပြန်တဲ့မိန်းကလေးကိုကလေးကိုလက်ဆွဲပြီးတွားတောင်ပန်းပေးမယ်လေအရန်ချစ်မိနေပြီလို့ပြောလိုက်တဲ့အကြောင်းကိုပြောပြလာတဲ့အမျိုးသမီးတဦးရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအလုံးတရာတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝီဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာ ြန်လေးကျူစွလိုက်ပါလေဗျာဒီပို့စီရောနည်းနည်းဆန်းဆန်းတင်ပို့လေးပေါ့နော်ဟိုတော့မတိုက်ဆိုင်ရင်တော့နားမထောင်နဲ့ပြီးအောင်ဟုတ်ပြီနော်ဘာလို့မယံငယ်မယဲကြီး post ပေါ့ဟိုတနေ့ရရှင်းနေမှတည်းတယောက်ပြောတဲ့ဟာကိုနားထောင်ပြီလားတည်းရှင်းနေမှတည်းကပြောတယ်သူ့ကိုလာပြီးတိုင်မင်းတဲ့လူတွေထဲမှာယောက်ျားတွေကဖောက်ပြန်နေတာအဲ့မင်းငယ်ကိုထောင်ချလို့ရလားอืมบ่ตะลินตะเมียอมุเนี่ยบ่ท่องชะเลยอ่ะล่ะสอโกก็แลชิดิมาแล้วโกหลอตรีบาเว้ยสอยอกจ้าโหแล้วตรัวกวินลงจุลุษใส่ซินเด้เอ้ไม่ยังไงโหไปท่องชะเจินล่ะแก အဲ့ဒါဆိုပြောပြခြင်းနဲ့တည်းရအဖြစ်ကနှစ်ယောက်လုံးမှရှိတာနှစ်ယောက်လုံးတောင်ထောင်ချလိုက်ပြတ်နိုင်ဟိုတကယ်လို့ကိုယောက်ကြောင်ဒုက္ခမရောက်စေချင်ဘူးဆိုလဲကွဲနိုင်ကွဲချပလိုက်နော်ဟိုအဲ့ဒါကိုချင်းမစားလို့ပြောတာမဟုတ်ဘူးနော်ဆိုကိုယ့်ရဲ့ကိုတွေ့ကိုပြောပြမယ်နော်ခလေး၆နှစ်စုံစုံလေးမှာအင်ရယောက်ျားကဒီဟိုပေါ့ KTV ကောင်မလေးတောင်နဲ့ကြိုက်တယ်နော်အဲ့ KTV ကောင်မလေးကကိုယ့်ထက်ကို၈နှစ်လောက်ညက်တယ်နော်သူအကောင်မလေးက20ကိုက M 30တနည်း ไอ้กองมะเลียบลาวมาไม่ရှိเลย30เลยเอกูอ่ะ30เอาดิกูอ่ะ30ไอ้กองมะเลียกูเดชินเนี่ยเนาะ22เนี่ยไม่ရှိเลยอ่ะซะไอ้กองมะเลียเนี่ยตัวจ่ายจ่ายไอ้กองมะเลียเนี่ยต้วยတော့กูก็ยัดอ๋องเนาะตรุโกกูละปูละแจ่ไม่อ๋องผ่านเดียวจ่ายได้มันมีโดชินน่ะยินเนี่ยเนาะละปูละแจ่ไม่อ๋องผ่านมี3ขั้นสันชินเนี่ย3ขั้นสันเนาะสับจิไม่กองเนี่ยอยากจ้าก็มะเลียဘယ်ငမ်းမအောင်လဲတွေ့ရလို့မရှိမရှိနဲ့ငါကလည်းကားပြောင်းရမှာလို့ထပ်ပြေးသွားပြီးတော့ကောက်ကလေးနဲ့ကိုယ်နဲ့နှစ်ယောက်ထက်တကားပြောတယ်ပြောတော့ အမကခလေးကလူမမဲလေအဲ့အတွက်ကိုအိမ်တော်မကွဲချင်အောင်ပေါ့နော်အဲ့အတွက်ကိုညီမလေးရညီမလေးဘက်ကလက်မခံပေးပါနဲ့ညီမလေးလက်ခံအမယောက်ျားကညီမလေးရှုပ်သွားမှာပဲဆိုကောင်မလေးကပြောတယ်အမကျမတို့ကြိုက်သွားပြီအရင်ချစ်သွားတာကောင်မလေးကတကယ်ချစ်သွားတာနော်တကယ်ချစ်သွားတာကျမကဟိုပေါ့ကျမနောက်ဆုံးမယ်ဆိုရင်တော့မအမယောက်ျားနောက်ဆုံးမှာမဟုတ်ဘူးအဲသူအဲ့လိုပြောတယ်ပြောတော့အမကပြောရတယ်အမယောက်ျားရွှေထွက်နေတာမဟုတ်တော့ချီးတုပ်ကြီးတော့လို့ ချီတုံကြီးဆိုတော့တကယ်လို့ဟိုပေါ့ညီမလေးအဲ့ဒါဆိုလို့ရှိရင်အဲ့ချီတုံကြီးကိုအမလက်ထဲကညီမလို့ပြောင်းပေးလိုက်ရုံမရှိတယ်လို့အဲ့လိုပဲပြောလိုက်တာကိုကတီတီငင်ငင်နော်မလီအဲ့ဒါဆိုအဲ့လိုပြောပြီးတော့အမနောက်တစ်ခေါက်ထပ်တွေ့ရတည်ရဘာလဲထွက်တွေ့ဆိုကိုသမီးလေးကိုခေါ်သွားပြီသမီးလေးနဲ့အတနာခံတာပေါ့နော်တနာခံတာညီမလေးရဲ့ဗာခလေးကအဖေမဲတော့မယ်ဆိုတော့အဲ့ကောင်မလေးကလည်းတောင်းမှန်ပါတယ်အမရဲ့ကျမတကယ်ချစ်မိသွားလို့ပါအဲ့ဒီ အမယောက်ျားချီးတုံကြီးကိုပဲကျမဆက်ပြီးတော့ဝေကျွေးခံပြမှာကျမမှာသူ့ဝေကျွေးပါလာရဲ့တဲ့ပြောတော့အမမှန်သောတစ္ဆာစကားပဲတည်းရအဲ့ကောင်မလို့လေဆေးရည်တိုင်းထွားပြီးတော့လေပြောဆိုခြင်းတစည်းမရှိခဲ့ဘူးနော်တစည်းမရှိခဲ့ဘူးအဲ့လိုလေးပဲချူချူလေးပြောပြီးတော့ကောင်မလေးကဩကောင်မလေးနဲ့နောက်ဆုံးမှမဟုတ်တော့ဘူးဆိုတာတည်းရယောက်ျားကိုသူအဲ့ချိန်မှာကိုယ့်ယောက်ျားကိုယ့်အိမ်မှာမနေတော့ဘူးသူ့အမေပြန်ပြောင်းနေတယ်ပြောင်းနေတော့ကိုယ့်ယောက်ျားကိုဖုံးဆက်လိုက်တယ်ကဲနောက်နေ့ငါတို့နှစ်ယောက်တွေ့မယ်ကွဲမယ်တည့်ရဝဲအမပြတ်တယ်လုံးလုံးတော့ပြတ်တယ်နော် တရရင်ရောက်ွဲမယ်ဆိုတော့အဲ့လိုမျိုးဇရာအောင်မြင်မြန်ဖြတ်ချရတာပြောကျင်တဲ့သဘောကပါလဲဆိုတော့ဒီလိုဖြစ်ပြီဆိုရင်ကျမပြပြမယ်ဒီကောင်မလေးတယောက်တည်းအပြစ်ပြောလို့မရဘူးသူက KTV ကဲ KTV ကိုသွားတာဘယ်သူလဲကိုယောက်ျားအဲ့ဆိုတဲ့ခါကျတော့ဟိုကောင်မလေးကတော့သူတို့ကတော့မင်းငယ်ကတော့သူတို့ကမုတ်ဆိုးတွေ မုတ်ဆိုးတွေဆိုတော့တားကောင်လာရင်သူတို့ကျင်လေတဲ့တောထဲမှာပဲမုတ်ဆိုးဆိုတာကျင်လေတာနော်သူတို့မကျင်လေတဲ့သူတို့ ਨੇ စိမ့်နေတဲ့တောထဲကိုသူတို့ဘယ်တော့မှမသွားအောင်ကျင်လေတဲ့တောထဲကိုမှသူတို့ကမုတ်ဆိုးကဖမ်းဖို့စောင့်နေတာကိုကို့တားကောင်ကအဲ့ဒီတောထဲကိုသွားတဲ့အတော့ကို့တားကောင်ရဲ့အပြစ်ကပထမမုတ်ဆိုးအပြစ်ကဒုတိယ မုတ်စိုးကမြင်တော့ပြစ်ပါပဲဘာသာတာ तू ကမုတ်စိုးကဖမ်းတားကောင်ဘာမစောင့်နေတာလေအဲ့ဆိုမုတ်စိုးမှာအပြစ်ပိုရှိလားတားကောင်မှာအပြစ်ရှိလား तू ကျင်လိုက်တဲ့တော်ရဲကိုဆဆလုံးနဲ့ပိုးပြီးသွားတဲ့တားကောင်ကအပြစ်ပိုရှိတယ်ကိုကတော့ပြက်တယ်အဲ့တော့ကတလင်တပြန်ဥပဒေလေးမရှိဘူးရှိလဲဆွဲမှာမဟုတ်ဘူးအလုပ်တွေရှုပ်တယ်သိလားဆိုတော့ဒီယာကြီးကိုလွတ်ချပလိုက်တာအဲ့ဆိုအပြစ်ကိုလွတ်ချလိုက်တယ်တကယ်လို့အဲ့လိုဥပဒေရှိကိုဖမ်းမယ်ဆိုလားနှစ်ယောက်လုံးကဖမ်းပြီးထောင်ချလိုက်ဥပဒေမရှိဘူးဆိုလို့ရှိရင်လဲဘာလုပ်ရမလဲ ကိုယ့်ရဲ့ဘဝဘဝတစ်ကိုအေးလူလူဖျက်ဆီးလိုက်တော့အဲ့ဒီအနာအဖွဲ့နဲ့အဲ့ဒီပေါ့ရှုပ်ထွေးလာတဲ့အဲ့ဒီတန်တရားကြီးကနေလွတ်အောင်ကြိုးစားလိုက်အဲ့ဒါအမရဲ့အကောင်းဆုံးအကြံပဲတိရ